င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အတူပြည်နိုင်ငံကညီလာခံမှာမြန်မာနိုင်ငံလူ့ခွင့်အခြေအနေတွေကို NUG ကိုစလဲရုံကအတင်ပြဆွေးနွေးတန်ကိုရီးယားနိုင်ငံစုံမြမှာပြုလုပ်တဲ့အတူပြည်နိုင်ငံတကာညီလာခံမှာမြန်မာနိုင်ငံလူ့ခွင့်အခြေအနေတွေကို NUG ကိုစလဲရုံကတင်ပြဆွေးနွေးခဲ့ကြောင်းသိရပါတယ်နိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့တို့မှာပြုလုပ်တဲ့ International Conference Marking the 20th anniversary of the Responsible Liberty to Project North Korea Human Rights and Responsibility to Protect အတူပေးမှာအမြဲတမ်းညွှန်ဆိုရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရောဂါဆရာနာသိမ့်မှုနောက်ပိုင်းမြန်မာနိုင်ငံလူ့ခွင့်ချင်းတွေကိုတင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ညီလာခံအတူပေးကိစ္စဒရက်တီ in Asia ကဏ္ဍမှာတပတ်ပတိမြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂလူ့ခွင့်အထွတ်ကိုယ်စားလောင်ရှဟီလီကမြန်မာ and the responsibility to protect R2B စာရန်နဲ့ NUG ကိုယ်စားလှယ်ကရုံးတော်ဝန်ခံဦးဝင်းပေါ်မောင်က it is a case prost the saturation of human right in myanmar sink the 2031 military court စာရန်တို့ကိုတင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ပြီးမင်းမြတ်ချက်တွေကိုလည်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် Be back for successful Ocean Refugeation and နိုင်ငံတကာလူခွင့်အဖွဲ့အစည်းနဲ့ပူးတွဲကျင်းပတဲ့အာတူပီညီလာခံအနည်း20ပြည်အထိမ်းမှန်မြောက်ကိုရီးယားလူခွင့်ရေးနဲ့အာတူပီ conference မှာကုလသမဂ္ဂအထွေထွေတွေ့ရမှုချုပ်ဟောင်း Funky Mon တယောက်ပြီးလူခွင့်ရေးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အလေးထားလှုပ်ဆောင်ရေးအဖွဲ့စကားမှာအထက်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်အဆိုပါညီလာခံမှာအပိုင်း၆ပိုင်းခွဲကြကမြောက်ကိုရီးယားလူခွေအခြေအနေနိုင်ငံတကာပါဝင်နိုင်မှုနဲ့အာတူဘီဆက်ဆက်လုပ်ငန်းစဉ်တွေအကြောင်းကိုကဏ္ဍဆောင်ကြေကြေပြည့်ပြည့်ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံမှာ နိုင်ငံတကာယင်းနှိမ့်မြုံနယ်မှုတွေမရှိရေလူငယ်အကောင်လုံးတခြားတိုင်းပြည်ကိုတော်အလုံးလုံးနေရပြီးပြည်ပရောက်လူငယ်၅တန်းကျော်ကနေလောက်ခလာဆိုင်ပြည်တွင်းကိုပြန်လည်ရောက်ရှိလှုပ်ဆောင်မျိုးချက်ဖို့ပါတီမှခင်ရင်တဲ့တောင်းရီတို့ကပြောဆိုမြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနှိမ့်မြုံနယ်မှုတွေမရှိဘဲနဲ့လူငယ်အကောင်လုံးတခြားတိုင်းပြည်ကိုတော်အလုံးလုံးနေပြီးပြည်ပရောက်မြန်မာလူငယ်၅တန်းကျော်ထံကနေလောက်ခလာဆိုင်ပြည်တွင်းကိုပြန်လည်ရောက်ရှိလှုပ်ဆောင်မျိုးဖြစ်ကြောင်းချက်ဖို့ပါတီမှဥက္ကဋ္ဌခင်ရင်တဲ့တောင်းရီတို့ကပြောဆိုလိုက်ကြပါတယ် ဂျပန်ပါတီရဲ့မက်ဆက်စီယံပွဲတွေမှာခင်ရင်နဲ့တာယူနှုံးလုံးကပြည်ပမြန်မာလူငယ်ရေးနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလာကြပြီးရင်းကဲ့သို့ပြည်ပလူငယ်အထံကနေငွေကြေးတွေပြည်တွင်းကိုရောက်ရှိလှုပ်ရှားပြောဆိုလာကြခြင်းဖြစ်တယ်။နိုဝင်ဘာ25ရက်နေ့မိုးလဲပိုင်းပြောပွဲမြို့နယ်ကျင်းနေကြရတဲ့တီကောင်းကြရတို့မှာဂျပန်ပါတီမှာတွင်မိုးလဲဖြစ်ပြောပွဲမြို့နယ်ပြည်သူလူထုကိုယ်စားလှယ်လောင်းလဲဖြစ်သူတောင်းရေးကပြည်သူ့နဲ့တွေ့ဆုံမှာအတိုင်းပြည်မှာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမရှိမြန်မာလူငယ်အားလုံးပြည်ပထွက်ပြေးလှုပ်လှုပ်နေရကြောင်းပြောဆိုတယ်။ နိုင်ငံတကာကဖိအားတွေပေးပြီးတော့ကျွန်တော်တိုင်ပြည်အတွက်အရင်နေ့တွေဘာတွေမရအောင်ယင်းနေ့မြုံနယ်ကျန်တဲ့တွေလဲလာပြီးယင်းနေ့မြုံနယ်လို့မရအောင်အဲဒါကျွန်တော်တို့မှာအလောက်ကင်မရှိဘူးခွင်လန်းနေမရှိဘူးမရှိတော့ပါဖြစ်လေလူငယ်တွေကလုံးကတခြားတိုင်ပြည်ပဲသွားပြီးလှုပ်လှုပ်ကြရတယ်။ဒါအပြင်ပို့ဆိုရကခုနကပြောသလိုခွင့်ရေးဆိုတာတိုက်ယူမရမယ်ဆိုတဲ့တွေးခေါ်နေတဲ့လူငယ်တွေကိုလမ်းမကိုပို့ပြလိုက်တယ်။ နိုဝင်ဘာလ၁၆ရက်နေ့ရန်ကုန်ရှိမဲဆက်စည်းရုံးပွဲမှာစံဖို့ခေကြီးကပြည်ပရောက်လူငယ်အလုပ်သမား၅တန်းကနေ၈တန်းထိရှိပြီးရင်းလူငယ်တွေရဲ့လောက်ခလာစာတွေကိုပြည်တွင်းကိုပြန်လည်ရောက်ရှိလို့စာမိဖြစ်ကြောင်းခေကြီးကပြောပါတယ်။ယူရီးယားမှာ၅တန်းမဲ့ရှိရဆိုပါတလမှာဘတ်တထောင်လောက်ပဲလွှဲရဲဆိုဘလောက်ရမယ်ထင်လဲကျွန်တော်တခုတည်းပဲပြောတယ်ပြည်ပမှာရှယ်တရားမယ်လို့သမားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့လွှဲပြမှု remittance ကိုလည်းသူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းခွန်ရဆွဲအသုံးအသုံးပဲအကျိုးရှိအောင် win-win situation ဖြစ်အောင်မဖြစ်မနေဖန်တီးမယ်လို့ပြောချင်တယ်လို့ဂျက်ဖုတ်ခင်းကပြောတယ်။အရင်ပြင်ဂျက်ဖုတ်ပါတီကမြန်မာနိုင်ငံကြီးစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာ Sustainable Development Plan ကိုပြည်ချင်းရှင်တဲ့အတိုင်းမြင်စီမံချက်ချတာကြောင့်လက်ရှိစစ်တပ်ကလည်းစူပါစီမံချက်ပေါ်အခြေခံလုပ်နေကြောင်းထုတ်ပေါ်ပြောဆိုတယ်။ ဆလပင်မြိုင်နယ်ပေါင်းမြစ်နယ်အတွင်းစစ်ကြောင်းထုံးနယ်စစ်တပ်ကိုလိုက်လံတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးတွလင်းရပေါ်နယ်ဥစားဆုံးမကွေးတိုင်းမြိုင်နယ်ပေါင်းမြစ်နယ်အတွင်းစစ်ကြောင်းထုံးနယ်အကြပ်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုတောင်းရှိသူကပြောရယ်နိုဝင်ဘာ12ရက်နေ့မနက်9:00နာရီခန့်မှာမြိုင်မြို့နယ်စမုနစ်ကနေအင်အား150ခန့်နဲ့စတင်ထွက်ခွာလာတဲ့အကြပ်စစ်သားတွေကိုဝက်ပုတ်ရအရှိတ်မှာအညာမြေတပ်ပေါင်းစုနဲ့ပူပေါင်းဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိတဲ့တိုက်ပွဲတွေအကြပ်စစ်တပ်ဘက်ကစစ်သားနယ်ပွဲချင်းမိတင်ဆောင်ပြီးစစ်သားလေးဦးကမြိုင်စမုနစ်ရောက်မှာထပ်မံတိုက်ဆောင်ခဲ့ကြောင်း ။ထို့ပြင်စစ်သားနဲ့ပြည်စော်တိဆယ်ဦးလည်းပြင်းထန်တရားရရှိခဲ့ကြသည်ရယ်။ရှင်ကြဖက်စစ်တဲ့စစ်ကြောင်းကဝက်ဖို့ရွာကနေနေနှလုံးကိုမိရှုပ်ပြန်စည်းခဲ့ကြောင်းထို့ပြင်နိုဝင်ဘာလ17ရက်နေ့ကရွာတန်းရှိရာကနေဖန်စီလာရဲ့ပြည်သူနှံအုပ်ကိုလည်းစစ်သားတွေကိုတပ်ဖြတ်ခဲ့ပြီးညိုင်ဆက်မှုနှစ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။အဆိုပါတိုက်ပွဲအတွင်းတော်လဲရဲဘော်နှံအုပ်လည်းကြာဆုံးပြီးရဲဘော်တို့မဆုတ်ရတဲ့အရာရှိခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုညမြစ်တပ်ပေါ်စုစင်ချာ ဝင်ပလေပြကြတဲ့ဖွဲ့နဲ့တူ PLC DYK မြိုင်ပကပပခုတ်ကိုခိုင်တိုင်းနဲ့ MJY Arcot တိုင်းနယ်စုဖွဲ့မှုတက်နဲ့3 ABSDA ကိုရေကဲကိုဗလာဦးဆောင်တဲ့လူငယ်ပြောက်ကြတဲ့ဖွဲ့ PI PDF နဲ့ဒေတာတွေတဖွဲ့ကပူပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ထို့ပြင်နိုဝင်ဘာ25ရက်နေ့မှာပေါင်မြွနယ်နဲ့မြွမြိုင်မြွနယ်အစပ်မှာရောက်ရှိနေတဲ့တမကိုဇက်ကိုလက်အကန်ခါလာ148တိုင်းနဲ့ပခောက်ကိုတမတရားတကနဲ့စစ်သားရေပူပေါထားတဲ့အင်အား300ခန့်ပါစစ်ကြောကမြိုင်ဆက်မှုနယ်ကိုပြန်လဲဆုတ်ခွာလာစဉ်ကျဲတရနောက်ဖက်မှာညှိုက်ခဲ့ကြောင်းသိရတယ်နိုဝင်ဘာ26ရက်နေ့မှာကျဲတရတောင်ဘက်တိုင်းမြိုင်ဆက်မှုနယ်ဘက်ကဦးတီတော်ကလာစဉ်ဝက်ပုတ်ရနဲ့စိတ်တရားကြမှာမိုင်းထိမှန်ခဲ့ကြောင်းပောက်ကွဲမှုပေးညာမြေတပ်ပါစုကရဲဘော်တွေကတောက်ရွှေလေးလှောက်ဆောင်စေခြေတော်ပြတ်တစ်ခုကိုတွေ့ရှိခဲ့ကြောင်းသိရတယ်။ ထို့သောရှင်းလင်းလှုပ်ဆောင်စေအတွင်းမှာပဲဂျက်ဖက်စစ်တပ်ရဲ့နောက်ကျန်စစ်သားရဲနဲ့တော်လိုင်းတပ်ဖွဲ့တွေပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းအဆိုပါစစ်ကြောင်းကပေါင်းမြွတ်နယ်နဲ့မြိုင်မြွတ်နယ်ရှိနေ25လုံးထပ်မံကိုမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ရှင်ဝင်နဲ့ပို့တပ်ပစ္စည်းကိုယူငင်သွားတာအိမ်မွေးတိရိစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်သွားကြောင်းသိရတယ်။အောက်တိုဘာ20ရက်နေ့ကနေဒီနေ့ထိပေါင်းတဲ့မြိုင်ချံကိုထိုးလိုက်စစ်ကြောင်းကျွန်တော်ပူပေါင်းဖွဲ့တွေကဝိုင်းမြော်တော်လန်နေကြတယ်။ထုတ်ပြန်ချက်တွေကအချိန်နဲ့တပြေးညီမထုတ်ပြန်နိုင်တဲ့အမြင်ပြင်ချိန်နေကြအခုလိုမျိုးထုတ်ပြန်ရတယ်။ အချိန်မြတ်တပြေးညီထုတ်လို့မရလို့ပြည်သူအနေနဲ့ကျွန်တော်တို့တိုက်ပွဲတွေကိုလည်းစောင့်ကြည့်ပေးပါကျွန်တော်တို့ကိုလည်းပံ့ပိုးပေးကြပါလို့ပြောချင်တယ်ထိုကြဖက်စစ်တပ်စစ်တောင်းကယနေ့နိုဝင်ဘာလ29ရက်နေ့ညနေ4နာရီခန့်မှာမြန်မြွနယ်နောက်တောင်ပိုင်းရှိတရက်ကပြူစော်ရီယာကိုရောက်သွားကြသေးရပါတယ်။ဆက်လက်ပြီးဖြူနယ်အုပ်တွင်မြွနယ်ဆက်ရှိပကိုယူမဘမရှိကျရီကိုစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကကိုဝင်စားအမျိုးသမီးရဲ့အပါဝင်ပြည်သူဆက်ရှိကိုမရင်ကျဖန်စီတပ်ပြန် ဘကိုတိုင်းပြည်မြို့နယ်နဲ့အောက်တွဲမြို့နယ်ဆက်ဘကိုရုံမပေါ်ရှိကြရီကိုစစ်ကြောင်းထုံနေတဲ့ဂျပန်စစ်တပ်အကောင်ဝင်ဆောင်မြို့သမီးတွေပါဝင်ပြည်သူဆက်ရှူကိုမတိုင်းချဖက်စီတက်ဖြတ်ခဲ့ကြောင်းဘကောရုံမှ PDF ပြန်ဆက်နေမှာတာဝန်ရှိသူကပြောတယ်။ဩဂုတ်လ9ရက်နေ့မှာရန်ကုန်မန်လေးအမြန်လန်း135မိုင်နီးရှိ ဗုဒ္ဓရာဖရာနေစစ်တက်436တိုင်နဲ့ခလာ9တိုင်ကဆက်ကြောင်းထုတ်လိုက်အကြံဖတ်စစ်သားတွေကကြီးမနှုတ်ကြရမနေထိုင်တဲ့ကိုဝင်ဆောင်မိခင်နှစ်ဦးပါဝင်မြစ်ချိုးဝါခုံနေပြည်သူဆက်တက်ကိုပေါ်တာဆက်ဖန်စီပြီးရက်ဆက်စွာတပ်ဖြတ်ခဲ့ပါတယ်။ထို့ပြင်ကွင်းချောင်းဆယ်အနီတောင်အလုံငယ်လောက်ကိုင်းနေတဲ့ဌာနေကင်းလူမျိုးသားမိနှစ်ဦးကိုလည်းအကြံဖတ်စစ်သားတွေကရက်ဆက်စွာပိန်ချင်တပ်ဖြတ်ခဲ့တယ်။နိုဝင်ဘာ15ရက်နေ့ကလည်းအောက်တွဲပေါက်ခေါလမ်းပိုင်ကိုစစ်ကြောင်းထုံဝင်ရောက်လာတဲ့တပ်မ89နဲ့အောက်တွဲမြို့နယ်48တင်းနှင်းစစ်အကြပ်ဖက်စစ်သားတွေက မိုင်း20မိုင်း20ကြာ18မိုင်း18မိုင်း16မိုင်းကြာတွေကိုစစ်ကြောင်းထုတ်ဝေအောင်စင်းနေကကြာတွေကိုဒရုန်းနဲ့ပုံစံတိုက်ခိုက်ပြီးနေအိမ်တွေကိုမိရှုပ်ဖြတ်စီသွားကြသေးရပါတယ်။ထို့သောဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုကြောင့်ကျွန်းဆိုင်ခေမှာလုံးလုံးကိုင်းတဲ့မိသားစုဝင်၅ဦးသေဆုံးခဲ့ကြောင်းသိရတယ်။ပြည်ဝ20နှစ်နယ်မြေပကိုးရခရိုင်တွင်းထဲမှာဖြစ်ပွားခဲ့တဲ့ဂျပန်စစ်တပ်တပ်ဖြတ်မှုတွေကြာတွေကိုမိရှုပ်ဖြတ်စီမှုတွေကြောင်းကလေးတငယ်နဲ့တကြီးရွယ်တွေပါဝင်ပြည်သူတထောင်ကျော်ခန့်ကနေရဆုံကထွက်ပြေးနေရပြီးလက်ရှိချိန်မှာ3,900ပကိုးခရိုင်တိုင်းနဲ့ပြည်ပြည်သူတွေကို ဘဲလွတ်အနေရတွေကိုခေါ်ဆောင်တာပြီးကောက်ကွယ်ဆောက်ရှောက်တာကလိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုစီစဉ်စားပေးလျက်ရှိကြောင်းပဲခူးခိုင်တိုင်းတုံးခွတ်တုံညာတိုင်းတိုင်းတိုင်းမှုရဲဘော်မင်းခေါင်ကပြောပါတယ်။ပြည်သူများအနေဖြင့်ဂျပန်စစ်ကောင်စီတိုင်းနဲ့ပတ်သက်ကြပါရင်လည်းမကြမီကျင်းပပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲကိုလည်းမမပေးမပါဝင်တိုက်တွန်းလို့ဆိုရကြောင်းဂျပန်စစ်ကောင်စီတိုင်းနဲ့ပတ်သက်ဆက်နွယ်တွေတွေအကြပ်ဖက်စစ်ကောင်စီတပ်ကအပေးအမြောက်ပြုပြီးတွေ့ရရွေးကောက်ပွဲကျင်းပနိုင်ရပါဝင်လှုံ့ဆော်သူတွေအပေးကူညီသူတွေကိုပြင်းပြထန်ထန်ရည်ယူဆသွားမည်ဖြစ်ကြောင်းဘကုတ်ရုံမှပြည်ထောင်ပြည်နယ်စနစ်ကအသိပေးပြောဆိုရတယ်။ ဆလာဘီမိုဟာမာစကြေကောက်နယ်စစ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကတအုပ်သေးဆုံးမြိုင်မှာစစ်သားတအုပ်မိုင်းနေမိပြီးချင်းပြန်ဇကိုင်းနိုင်မိုဟာမြို့နယ်မိုဟာချောင်းလန်ပိုင်းမှာစကြေကောက်နယ်ဂျပန်စစ်သားတွေကိုတိုက်ခိုက်ရစစ်သားတအုပ်သေးဆုံးခဲ့ကြောင်း ADSMTY လိုကဲပီပယ်ဒီဖန်ဖုံမိုဟာမဖွဲ့ကောက်စားကိုထုံးကပြောတယ်နွေမာနဆဆာနဲ့မနက်ရှင်းနိုင်30မိနစ်ခန့်မှာမွာချောင်းလန်ပိုင်းမှာပြည်သူတွေထံကနေဆက်ချေးကောက်တဲ့အကြပ်စစ်သားတွေကိုမြမမန်နိုင်ဆက်သုံးစီရောင်းဆိုင်နေမှာဒေါ်လေးတစ်ဖွဲ့ကဝေရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ်ထိုပြလည်းပြစ်ခတ်မှုတွေဂျပန်စစ်တပ်ဘက်ကစစ်သားတအုပ်သိမ်းဆောင်ကနှောင်းပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လည်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကို ASMD ဝ LPDF မုံရအဖွဲ့နဲ့ချင်းတွင်ဒိုင်နမိုက်စာလင်ကြီးအဖွဲ့ Golden Peacock အထရာဖိုဖွဲ့ကပူပေါင်းလှူဆောင်ခဲ့ပါတယ်ထိုပောက်ကွဲမှုပြီးအညာမြေတပ်ပါစစ်စာမီပြစာတစ်ဖွဲ့မှရဲဘော်တွေကနေမြေရှင်းလေးလှူဆောင်ချိန်မှာခြေတော့ပြက်နေတဲ့စစ်သားကိုစေကုတပေးပြီးလမ်းဘေးမှာကင်းမဝင်တဲ့နောက်ကျစစ်သားနဲ့မီတာ20ခန့်ကွာမှာထိတ်တိုက်တွေ့ခဲ့ပြီးပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ထိုသောဖြစ်ကံမှုဖြစ်ပွားကြေကြာနိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းမှာနေမိုက်ပောက်ကွဲခဲနေရကိုတော့ရှင်းလေးကကျောက်တဖက်နဲ့စေကုတရဲ့တုံးဆောင်ပစ္စည်းတွေ့ရှိခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူပေကျေးဇူးတင်ရှိပါတယ်ရှင်။